Ghost job ဆိုတာဘာလဲအလောက်ရှာတဲ့အခါ online ကနေအလောက်ကြောင့်ရအများကြီးရှောက်ဖူးကြမှာပါအဲ့ဒီတည်းမှာ ghost job အရှောင်ပြအလောက်တွေလည်းပါနေနိုင်ပါတယ်ရိုးရိုးရှင်းရှင်းပြောရရင် ghost job ဆိုတာကကုမ္ပဏီကတကယ်တမ်းလူမခန့်တော့တယ်ဒါမှမဟုတ်လုံးဝမရှိတဲ့ယာရုနေရာအတွက် online မှာတင်ထားတဲ့အလောက်ကြောင့်ရကိုခေါ်တာပါဒီအလောက်တွေကြည့်ရတာတရားဝင်ပုံပေါက်နေပေမဲ့တင်ကရှောက်လာတင်ပြီး အချိန်ကုန်ခံပြီးစောင့်နေပေမယ့်ဘရောမအလုံးမရနိုင်ပါဘူး။ဒါဆိုကုမ္ပဏီတွေက ghost store တွေကိုဘာကြောင့်တင်နေရတာလဲ။ဒီလိုအရောင်ပြအလုပ်တွေတင်ရတာက ကုမ္ပဏီတွေအတွက် အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။တချို့ကတော့မရှိရွယ်ပဲဖြစ်တာပါ။တချို့ကတော့ရည်ရွယ်ချက်ရှိရှိလုပ်တာပါ။နံပါတ်၁အချက်ကတော့အနာဂတ်အတွက်ပြင်ဆင်တာပါလူရင်းအမြဲကြိုးစုဆောင်တာပါကုမ္ပဏီကနောက်6လဒါမှမဟုတ်တစ်နှစ်နေမှဝန်ထမ်းခံဖို့လိုပေမဲ့ အရေးအချင်းရှိတဲ့လူတွေကိုကြိုတင်စုဆောင်ဖို့အတွက်ကြေညာထားတာပါ လိုအပ်လာရင်ချက်ချင်းခေါ်လို့ရအောင်လို့ပါဒီရတို့အတွက်ဘလောက်ပညာတတ်တွေရှောင်းလဲသူတို့ကလစာဘလောက်မြုံမှန်းလဲစတဲ့ဈေးကွက်တည်အချက်အလက်တွေရယူဖို့အတွက်လည်းအသုံးပြုကြပါတယ်နံပါတ်2ကတော့လက်ရှိဝန်ထမ်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်ကြောင့်ပါကုမ္ပဏီကအမြဲတမ်းတိုးတက်နေတဲ့အဆက်မပြတ်လူတွေခန့်နေတဲ့ဆိုပြီးကောင်းတဲ့ပုံရိပ်ကိုပြခြင်းလို့တင်တာမျိုးပါ နောက်ပြီးလက်ရှိဝန်ထမ်းကိုထိန်းချုပ်ချင်တာပါ။မင်းတို့ကောင်းကောင်းမလုပ်ရင်မကြခင်လူသစ်နဲ့အစားထိုးလိုက်မယ်ဆိုပြီးလက်ရှိဝန်ထမ်းတွေကိုစိုးရိမ်စိတ်ဝင်အောင်ဖိအားပေးခြင်းလို့တင်တဲ့သူတွေလည်းရှိပါသေးတချို့အလုပ်ရှင်တွေဆိုရင် လူဦးသစ်ခန့်ဖို့အစီအစဉ်မရှိဘဲလက်ရှိဝန်ထမ်းတွေကို လုပ်ငန်းဝင်လျှော့ပေးတော့မယ်လို့ထင်အောင်လှည့်စားဖို့အတွက်တင်တာမျိုးလည်းရှိပါသေးတယ်။နောက်ဆုံးအချက်ကတော့မတော်တဆဖြစ်တာမျိုးပါ။ ယာရုကလူခန့်ပြီးသွားပြီးဒါပေမဲ့ HR ဒါမှမဟုတ်တက်ဆိုင်ရာဌာနကအလုတ်ကြော်ညာကိုဖျက်ဖို့မေးသွားတာကြောင့်လဲဂိုးကြော့ဖြစ်သွားတတ်ပါတယ်။ဂိုးကြော့တွေကြောင့်ဘလို့ထိက နေနာနိုင်လဲ။အလုတ်ရှာနေတဲ့သူတွေအတွက်ဂိုးကြော့တွေကအကြီးမားဆုံးစိုးကျိုးတွေပေးပါတယ်။နံပါတ်၁အချိန်ကုန်တာအရေးမပါတဲ့အလုပ်တစ်ခုအတွက်ရှောက်လာပြင်ဆင်တာ CV ပို့တာအင်တာဗျူးဖြေဖို့စောင့်နေတာစတဲ့အဖိုးတန်အချိန်တွေကိုဖြုံးတိလိုက်ရတယ်။နံပါတ်၂စိတ်ဖြည့်ရတာ။ ရှောက်လာအများကြီးတင်ခဲ့ပေမဲ့ဘာမှပြန်မကြရတော့ကို့အရေးအချင်းကို ကိုရိုင်းတန်တရားဝင်လာပြီးစိတ်သက်ကြဆင်းလာစေနိုင်ပါ रे ။နံပါတ်3ကုမ္ပဏီကိုမယုံတော့တာဒီကုမ္ပဏီကလူတွေကိုလှည့်စားတယ်လို့နာမည်ပြတ်သွားတဲ့အတွက် နောက်ပိုင်းမှာတကယ်တမ်းလူခန့်ရင်တော့အရေးအချင်းရှိတဲ့လူတွေကရှောက်တော်မှာမဟုတ်ပါဘူး။ကိုစော့တွေကိုဘလို့တတိထားဆောင်ရှားနိုင်မလဲ။လုံးဝဆောင်ရှားဖို့ခက်ပေမဲ့ဒီနီလန်းလေးတွေကတင့်အတွက်အထောက်အကူပြုပါလိမ့်မယ်။ အလုတ်ကြော်ညာကိုလာပေါင်းများစွာမဖြစ်ဘဲပြန်လဲတင်နေတာမျိုးဒါမှမဟုတ်ရက်ဆွဲအတိအကျမပါတာမျိုးဆိုရင်သတိထားပါ နောက်ပြီးတော့အလုတ်လျှောက်မယ်ဆိုရင်ကုမ္ပဏီရဲ့တရားဝင် website နဲ့ link ကမှာသိချစစ်ဆေးပါအဲ့ဒီမှာဒီရာဒူအကြောင်းဖော်ပြထားလားအမြဲတမ်းလိုလိုကြော်ညာဟောင်းတွေပဲတင်နေလားဆိုတာကိုကြည့်ပါ နောက်တစ်ချက်ကအလုပ်ဖော်ပြချက်ကရှင်းရှင်းလင်းလင်းမရှိတာလုပ်ငန်းတာဝန်တွေကဝိုးတိုးဝါးတာဖြစ်နေတာဒါမှမဟုတ်တခြားရာထူးတွေနဲ့ရောထွေးနေတာမျိုးဆိုရင်တန်တရားဝင်ပါအကောင်းဆုံးကတော့အလုပ်လျှောက်တဲ့အခါကိုတံမိုးထားတဲ့အချိန်ကို အကျိုးရှိရှိအသုံးချဖို့ပဲဖြစ်ပါတယ်အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင်အဲ့ဒီအလုပ်ကတကယ်လူခံဖို့လားဒါမှမဟုတ်စည်ရင်းစုဆောင်ဖို့လားဆိုတာကိုတေချာစီစစ်ပြီးမှရှောက်တင်ပါတယ် အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ good job ဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘယ်လိုစိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးရအောင်လဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးမှန်းခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။